ဟယ်လိုအားလုံးမင်္ဂလာပါဘူဘောမချင်းကနေကြည့်ဆိုပါရစေဆိုတော့ကျွန်တော်တို့23ရက်နေ့ရဲ့မနေ့ခင်းပိုင်းရထားတဲ့အပြောင်းရွှေ့သတင်းတွေအကြောင်းကိုကျွန်တော်သာဆွေးနွေးကြည့်အောင်ပါပထမဆုံးညီနေကတော့မွန်နာကိုကိုပြောင်းဖို့အတွက်ကွင်းလေကစားမပြည့်သူပေါ်ပေါ်ပါဟာနှစ်နှစ်စာချုပ်နဲ့သဘောတူညီမှုရရှိခဲ့ပြီဆိုပြီးတော့လာပါရီစီယံကနေပြီးတော့ကျွန်တော်ဖော်ပြလာတဲ့32နှစ်အရွယ်ရှိပြီဖြစ်တဲ့ပေါ်ပေါ်ပါကကျွန်တော်ဘောလုံးမကစားရတာနှစ်နှစ်နီးပါးကိုကျွန်တော်ရှိနေပြီဘောနော်နှစ်နှစ်ကျော်လောက်ကိုကျွန်တော်ရှိနေပြီ ဂျူမင်တဲ့အတင်းမှာရှိစဉ်တုန်းကသူဘယ်လိုပြောမလဲဒီစေးเนาะကျွန်တော်တို့ဒါစေးတုံးဆွဲမှုကိုစစ်ဆေးတဲ့နေရာမှာသူကြာရှုံးခဲ့ပြီးတော့ကျွန်တော်တို့ဒါဘောလုံးလောကကနေသူ့ကိုပယ်ခံခဲ့ရတာသူနောက်ဆုံးဘောလုံးကစားခဲ့တာဆိုလို့ရှိရင်2023ခုနှစ်စက်တင်ဘာလကနောက်ဆုံးကစားခဲ့ပြီးတော့အခုဆိုလို့ရှိရင်ဘောလုံးလောကတွေကိုပြန်အခြေချဖို့သူကြိုးပမ်းနေတယ်သူ့ကိုခေါ်မဲ့အတင်းတွေကိုလည်းလိုက်ပြီးတော့ကြည့်နေပြီးတော့ဟိုတခြားကလပ်အတင်းတွေနဲ့လည်းပါပါလေးသတင်းထွက်ခဲ့ဘူးတာတွေကျွန်တော်ရှိတယ် ဒါပေမဲ့ကစားမကဘော်လုံးမကန်တာလဲနှစ်နှစ်လောက်ကြာပြီးအသက်ကလည်း32နှစ်ရှိနေပြီဆိုတော့ကွင်းနဲ့ကစားမပြင်းတဲ့ပေါ့ပါနဲ့ပတ်သက်ပြီးတော့ဘယ်အသင်းကမှထဲထဲဝဝင်ကျူးပန်းခဲ့ကြတဲ့နေရာမှာကျွန်တော်မပါဘူးဒါတော့ခုဆိုလို့ရှိရင်မိုနာကိုရဲ့ဘက်ကပါနော်ကစားမဖြစ်သူကိုဒါစာချုပ်ချုပ်နိုင်တော့မှဖြစ်ပါတယ်နှစ်နှစ်စာချုပ်နဲ့ကျွန်တော်ချုပ်နိုင်တော့မှာပေါ့နော်ပေါ့ပါအတွက်တော့ဒါဘယ်လိုပြောမလဲဒီလိုမျိုးခေါ်မဲ့အသင်းရှိတယ်ဆိုတာကတော့ကောင်းတဲ့အရာပေါ့ဗျာဘာကြောင့်လဲဆိုတော့ဒီကစားမဖြစ်သူအဲ့ဆေးကိစ္စနဲ့ ဒီ tax ကြခဲ့အပြီးမှာပဲအတင်းကမှတကယ်လူလူလလမရှိခဲ့တော့တာအခုဆိုလို့ချင်းပေါ်ပါကိုကျွန်တော်ပြန်ပြီးတော့မြင်ရတော့မယ်ကစားမပြည်သူဟာမူနာကိုမှပုံမှန်ပွဲထွက်ခွင့်ရအောင်လို့သူဆွမ်းဆောင်နိုင်မှာလားပေါ်လုံးနဲ့ပတ်သက်တဲ့အရာဘာမှလှုပ်ဆောင်နိုင်ခွင့်မရှိခဲ့တဲ့နှစ်နှစ်တာကာလအပေါ်ပြီးမှာပေါ်ပါနဲ့ပတ်သက်လို့ရှိရင်အရင်ခြေစွမ်းတွေကိုသူ့မှာရှိသေးရဲ့လားเนาะအသက်32နှစ်ဆိုတော့ပေါ်လုံးမကန်တာလဲနှစ်နှစ်လောက်ကြာပြီဆိုတော့တကယ်ရောခြေသွမ်းပြနိုင်ပါဦးမလား မူနာကိုမှသူထင်တာထဲပူပြီးတော့လုတ်ပြနိုင်ဦးမလားအန်ဒါမျိုးကိုကျွန်တော်စောင့်ကြည့်ရမှာပေါ့လေဆိုတော့ပေါ့ပါကတော့နှစ်နှစ်စာကျုံတဲ့မူနာကိုကိုကျွန်တော်ကမူနာကိုမှကစားနိုင်တော့မှာဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ခုကတော့ဘိုင်ဆီလိုနာတင်းရဲ့ကျွန်တော်ဒီအာကစားတာလီတာဖြစ်တဲ့ဒီကူကတော့လက်ရှိဂိုဒမားပလန်နီနဲ့ပတ်သက်လို့သူတရားဆုံးဖြတ်မှရမယ်ဆိုပြီးတော့ပြောသွားတယ်ဘိုင်ဆီလိုနာမှာဂိုဒမား၄ယောက်ထိကျွန်တော်ရှိနေပြီးတော့လက်ရှိဟန်စီဖလစ်အတွက် ျွန်တော်ခေါင်းခဲစရာကြုံနေရတယ်ပေါ့လေဂိုးသမားအသည့်ဖြစ်တဲ့ကျွန်တော်အက်စပန်ညူကနေပြီးတော့ဟူဝန်ကာဆီယာကိုလည်းသူတို့ခေါ်ထားတယ်ရှယ်ဇနီကိုလည်းစာချုပ်တံတိုးထားပြီးတော့လက်ရှိမှာအင်ဂျူဒီပြဿနာကနေပြန်ပြီးတော့တက်တာလာတဲ့ကပ္ပတိန်ပေါ့နော်အသင်းကောင်းဆောင်တာစတီဂန်အသက်34နှစ်တာစတီဂန်လည်းကျွန်တော်ရှိနေတယ်ဒါအပြင်သူတို့မှာအင်နာဂီပညာလည်းကျွန်တော်ရှိနေတယ်ဆိုတော့ဂိုးသမားဟာ၄ယောက်ထိဘာစီလိုနာမှာရှိနေတယ်ဆိုတော့ဘာစီနီနဲ့ပေါ့နော်ဒီဂိုးသမား၄ယောက်ထဲက သူ့ပလန်နဲ့သူတို့သွားမှာပဲဆိုတော့ဒီကူကတော့သူ့အနေနဲ့လောလောဆယ်မှာဆိုလို့ရှိရင်ဘောနော်သူတာစတီကန်နဲ့စကားပြောဖို့မလိုဘူးပေါ့ဗျာဘာကြောင့်လဲဆိုတဲ့အခါကျတော့ဟိုနီးပြားဖြစ်သူကပဲကလပ် အသင်းတွေအကောင်းဆုံးဖြစ်မဲ့အရာကိုဆုံးဖြတ်လိမ့်မယ်ပေါ့နော်သူစိတ်ပူစရာလိုအပ်မဲ့အရာမျိုးမဟုတ်ဘူးပေါ့နော်အဲဒါအပြင်သူသူနဲ့တာစတီကန်နဲ့ကျွန်တော်တို့ကနီးပြားဟန်စီဖရစ်တို့ပဲစကားပြောရမယ်ပေါ့နော်ဒါအပြင်သူ့အနေနဲ့ဘယ်ကစားသမားရဲ့စာချုပ်ထဲမှာမှမဖြစ်မနေဆိုတော့ပွဲထွက်ခွင့်ပေးရပါမယ်ဆိုတော့ သဘောတူညီချက်မျိုးသူထည့်မထားဘူးပေါ့နော်ဆိုတော့ဘာစီကအချုပ်ကြည့်ရရင်တစတီဂန်ကိုသူတို့ကလက်ရှိမှာ ပြစ်ပယ်ခြင်းတဲ့သဘောမျိုးပါသူတပြင်းတော့ပြစ်ပယ်ခြင်းနေဆိုတာထက်တစတီဂန်အလိုလျောက်အသင်းကနေထွက်သွားတာမျိုးကိုသူတို့လိုချင်တဲ့သဘောပဲအစ်စ်ခေါ်ထားတဲ့ဂျူဝန်ကာစီယာပြီးလို့ရှိရင်လည်းပြီးခဲ့တဲ့ရာသီကလည်းအဆင်ပြေသလိုဖြစ်ခဲ့တဲ့ကျွန်တော်ဒါအဲဘယ်လိုပြောမလဲရှယ်ဇနီပေါ့နော်ဒီလိုကိုသမားနှစ်ယောက်ရှိနေပြီးတော့ ဟိုမိဟိုဗာလဲဒီပညာလုံးကစားမမှုကလည်းရှိနေတယ်ဆိုတော့ဂျားတွေက injury ပြဿနာတွေလည်းခဏတိုင်းကြုံနေပွဲမကစားတာလေးတော်တော်လေးကြာပြီးတော့ဒါအပြင်အသက်ကလည်း34နှစ်ကျွန်တော်တို့ဖြစ်နေပြီးအဲ့လိုမျိုးကိုသမားကိုသူတို့ကမလူကျင်တော့တဲ့ပုံစံမျိုးပါဒါကြောင့်ဗောနောဟိုကိုစာချုပ်ကလည်းတော်တော်ကိုအခက်ခဲပြတာလစာကလည်းများတဲ့နေရာမှာပါတယ်ဆိုတော့ပါစီနေနဲ့သူတို့ရောင်းချခြင်းနဲ့ဆိုတော့အောင်ကလည်းလက်ရှိမှာခေါ်မဲ့အသင်းကမရှိအဲ့လိုမျိုးနဲ့ဂျုံနေတော့ဘာစီဟာ ဟိုလောကလာသားတွေအများကြီးပြီးနေရပြီးတော့အသင်းပေါ်မှာအကျိုးမပြုနိုင်တဲ့ပလီယာမျိုးတွေကိုကျွန်တော်ဖြစ်နေတာဒီတော့တာစတီဂန်နဲ့ပတ်သက်လို့ရှိရင်ဘာစီယက်ဘက်ကအမှန်ကန်ကိုလက်လို့ချင်းနေတာဆိုတော့အခက်တော့တွေ့နေရတယ်ဘာလို့လဲဆိုတော့ဂိုးသမား၄ယောက်တွေရှိနေတယ်ဆိုတော့ဘာစီအနေနဲ့ကျွန်တော်ကဘယ်ဂိုးသမားကိုလက်လွတ်သွားမလဲ ဆိုစောင့်လို့ကြည့်ရမယ်ဒါပေမဲ့တာစတီဂန်ကိုပဲသူတို့လက်လွတ်ဖို့များပါတယ်ဆိုနောက်ထပ်သတင်းတစ်ခုကတော့ကျွန်တော်တို့ကအာဆင်နယ်ပါအာဆင်နယ်အနေနဲ့တော့လက်ရှိမှာရီယယ်မက်ထရီရဲ့တောင်ပံကစားမဖြစ်သူရိုဒရီဂိုနဲ့ပတ်သက်ပြီးတော့ခေါ်ဖို့စိတ်ဝင်စားမှုဟာရောကြသွားခြင်းမရှိသေးဘဲနဲ့ခေါ်လို့ရမယ့်အခွင့်အကောင်းကိုစောင့်နေတယ်ဆိုပြီးတော့သတင်းတွေကတော့ကြောက်ပေါ်ပြလာတယ်သူတပင်းတော့ရီယယ်မက်ထရီရဲ့ဘက်ကအသင်းတိုက်စစ်တီများနေတဲ့အချိန်မှာရိုဒရီဂိုကိုလက်လွတ်သွားနိုင်ခြင်းရှိတယ်ဆိုတဲ့ report ကြီးကျွန်တော်တို့ကြောက်ပေါ်လာတာဒါအပြင် ရီယယ်မက်ထရီရဲ့ဘက်ကတော့ဘောနော်ပေါင်တန်း80လောက်ထိအလိုရှိနေတယ်ပေါ့အကယ်လို့အာဆင်နယ်သားဒီအခွင့်အရေးရှိလာမယ်ဆိုလို့ရှိရင်ပေါင်တန်း80ပြီးပြီးတော့ခေါ်ကောင်းနဲ့ခေါ်သွားနိုင်မှာပေါ့လေတကူရှိတာကတော့ကျွန်တော်အနေနဲ့အဲဘယ်လိုပြောမလို့ဒီဂျာဗီအလွန်ဆိုရဲ့လက်အောက်မှာရူဒရီကိုဘယ်လောက်ထိအရေးပါလာမလဲပေါ့နော်ဒါအပြင်ရီယယ်မက်ထရီမှာကဗီနီရှက်တို့ဘာဘီရုနဲ့တူတူရူဒရီကိုကလည်းတော်တော်ကိုအရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်နေတာဒါမှမဟုတ်ဂျာဗီအလွန်ဆိုက ဟိုအာဒဂူလာတို့ဘာတို့ကိုတူတူလေးပို့ပြီးတော့သဘောကျတယ်။နော်ဒါအပြင်ဂျူးဘယ်လင်ဂန်တို့လည်းကွင်းလင်မှာရှိနေတယ်ဆိုတော့အပြောင်းလဲတွေကကျွန်တော်တွေ့ရတော့မှာဒီထဲမှာမှာဘာပီတို့ဘီနီညိုနဲ့စားလို့ရှိရင်ရိုဒရီဂိုဟာဖြည်းဖြည်းချင်းနေရာဖယ်ပေးရမလို့ကျွန်တော် ဖြစ်လာတာ။ဒီအတွက်ကြောင့်ပဲ24နှစ်ပဲရှိသေးတော့ရိုဒရီဂိုကိုရီယယ်မထွေရဲ့ဘက်ကလက်လောက်ကောင်းလက်လွှဲရနိုင်တယ်။ဒါအပြင်ပေါင်သန်း80လောက်လည်းပြန်ပြီးတော့ရှာနိုင်မယ်ဆိုတော့မဆိုးဘူးဗျာဆိုတော့အဲ့ဒီနေရာမှာမှအာဆနယ်ရဲ့ဘက်က left wing နေမှာအစားထိုးဖို့လိုတယ်ဆိုတော့ ရိုဒရီဂိုကိုသူတို့ကပြစ်မှတ်ထားနေတာဟောဒီမာတင်နယ်လီတို့နဲ့တင်ကျင်းနေရမယ့်အခြေအနေမျိုးမဟုတ်တဲ့ပုံစံမျိုးမှာရိုဒရီဂိုကပို့ပြီးတော့ upgrade ဖြစ်တဲ့အစားထုတ်မှုလေကျွန်တော်ဖြစ်နိုင်တယ်အဲကြတော့တင်ပါဆိုလို့ရှိရင်ရိုဒရီဂိုကိုအခွင့်အရေးရမယ်ဆိုရင်အာဆင်နယ်ရဲ့ဘက်ကခေါ်နိုင်မှုတွေစောင့်ကြည့်မှုတွေရှိနေတယ်ဆိုပြီးတော့เนาะကျွန်တော်သတင်းတွေကကျွန်တော်ထွက်လာတာဆိုတော့နောက်ထပ်သတင်းတစ်ခုကတော့ Brighton မှာ Brighton ရဲ့ဘက်ကတော့ Liverpool တင်းရဲ့ကွင်းလေကစားမဖြစ်သူ Elio ကိုခေါ်ဖို့အတွက်လက်ရှိမှာဂျိုးပန်းနေနေတယ်သူတပင်းတော့ လေဘာဝူဒင်းအကွင်းထဲမှာဖလော်ရီယန်ဗီးစ်ကျွန်တော်တို့ရောက်လာပြီအရင်ကတည်းကပေါ့နော်အီလီယိုတို့ဘာလို့ကပုံမှန်ပွဲကစားခွင့်နေမရဘူးပွဲကစားခွင့်နေတအားနေတယ်ဒါပေမဲ့လို့ဒီကစားမလေးကဟိုအတင်းတင်းတင်းမှာတော့ပုံမှန်ပွဲကစားခွင့်ရသင့်နေပြီဆိုတော့အချင်းကြီးမျိုးမှာ Brighton ကလိုချင်နေတာလေဘာဝူဒင်းရဲ့ဘက်ကတော့ပေါင်သန်း40လောက်ထိဒီကစားမလေးရဲ့ရောင်းချမှုကနေပြီးတော့သူတို့လိုချင်တယ် Florian Vies ရဲ့အပြောင်းအရွှေ့မှာငွေဒီကုန်ထားတော့သူတို့တွေပြန်ပြီးတော့အစားထိုးခြင်းနဲ့ပြန်ပြီးတော့ငွေဒီရှာခြင်းနဲ့အဲကြောင့်ပေါ့နော် Brighton နေနဲ့လည်းပုံမှန်ပွဲကစားခွင့်ကိုလည်းအာမခံချက်ပြီးနိုင်တယ်နော်သူတို့အသင်းနဲ့လည်းအံဝင်ခွင့်ချဖြစ်နိုင်ရည်ရှိတယ်ဆိုတော့ Harvey Elliot ကိုသူတို့လိုချင်နေတာဒီတော့ပေါင်သန်း40နဲ့ပေါ့နော် Liverpool အသင်းရဲ့ဘက်ကဟိုလက်လွတ်သွားနိုင်ရည်ရှိတဲ့အတွက်ဒီကစားမကို Brighton ဟာထိရောက်အောင်ပဲတော့အကျိုးပန်းလာမလဲဆိုတော့ကျွန်တော်ဆောင်ကြည့်ရမယ်ဝင်လေမှာ Cardi Jones တို့နော်ပြီးလို့ရှိရင်ကျွန်တော် Suppose line Alex Star အဲ့တော့ပြီးလို့ရှိရင်ကျွန်တော်တို့ Grayan Bike တို့လူကစားမားတွေရှိနေတဲ့ချင်းနီမျိုးမှာ Ilio တို့ဘာလို့တွားကနေရာရဖို့ကတော်တော်ကိုခဲရင်လာပြီပေါ့နော်။ဒါကြောင့် Ilio နေရာဒီအပြောင်းရွှေ့မှာ Liverpool တင်းကနေပြီးတော့ Titan နဲ့တန်ကြီးရတယ်ဆိုလို့ရှိရင်လက်လွတ်သွားခြင်းကိုခံရနိုင်တဲ့ချင်းနီမျိုးလည်းကျွန်တော်တို့ရှိနေတယ်။နောက်ထပ်သတင်းတစ်ခုကတော့ကျွန်တော်တို့က Galatasaray ပါ။ Galatasaray ကတော့ Southampton ရဲ့ဂူလမဖြစ်သူ Aaron Ramsdale ကိုခေါ်ဖို့အတွက်စန်တာရှိနေတယ်။ Aaron Ramsdale ဟာလက်ရှိစောက်တန်းအသင်းမှာဆိုလို့ရှိရင်သူ့အနေနဲ့ပေါင်သန်း20နဲ့ပေါ့နော်စာချုပ်ပါယော်ကြီးထည့်ထားတဲ့အတွေ့အဲ့ဒီယော်ကြီးကိုပြီးချင်တဲ့ကလပ်တင်ရှိရဆိုရင်သူအသင်းကနေထွက်ခွာခွင့်ရှိတယ်ဆိုတော့အခုလည်းပဲစောက်တန်းမှာသူကဆက်ပြီးတော့နေကျင်တော့တဲ့သဘောမျိုးကျွန်တော်မရှိဘူးเนาะကျွန်တော်ချန်ပီယံရှစ်ကိုလည်းကျွန်တော်တို့ဒါဆင်းသွားရပြီဆိုတဲ့အခါကျတော့ကိုသူမကိုယ်တိုင်ကအသင်းပြောင်းကျင်တဲ့အခြေအနေမျိုးတွေလည်းကျွန်တော်တွေ့ကောင်းတွေ့နေရတယ်အဲဒါကြောင့်ကလာတာဆာရီရဲ့ဘက်ကတော့ကိုသူမအပြောင်းလဲလုပ်ဖို့ရှိတဲ့အခြေအနေမျိုးမှာ တန်း20လောက်နဲ့ညီရနိုင်မယ်ဆိုတော့ဒီကစားမဖြစ်သူကိုခေါ်ဖို့အတွက်ကြိုးပမ်းကောင်းကြိုးပမ်းနိုင်တယ်။ဒါပေမဲ့လို့ Aaron Ramsey ရဲ့အခြေချင်းကသူတို့တန်း20ရိုကြီးပေးရလောက်တဲ့အထိတကယ်ရောကောင်းတဲ့တန်ကြီးရှိပါမလားဆိုတာကလည်းစိတ်ပူနေကြသေးတာ။ဆိုတော့အကယ်လို့ဒီထက်ပိုနည်းတဲ့ပမာဏနဲ့သာသူတို့ခေါ်နိုင်မယ်ဆိုလို့ရှိရင် Galatasaray ရဲ့ဘက်ကအမှန်ကန်ကြိုးပမ်းသွားခြင်းတဲ့သဘောပါ။ဒါပေမဲ့လို့ပေါ့နော်ရိုကြီးတန်း20နဲ့ဆိုရင်ချက်ချင်းခေါ်နိုင်မှာဆိုတော့ Galatasaray အနေနဲ့တကယ်ကြိုးပမ်းလာမလားကျွန်တော်စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။နောက်ထပ်သတင်းကတော့ Bayern Munich ပေါ့လေ။ ဘိုင်ယန်မြူးနစ်ကတော့လက်ရှိအာဆနယ်တင်းရဲ့တောင်ပိုင်းကစားမဖြစ်သူမာတင်နယ်လီကိုခေါ်ဖို့အတွက်ကြိုးပမ်းလာနိုင်စွမ်းရှိတယ်ဆိုပြီးတော့တောက်လျှောက်တာတရင်တွေကဖော်ပြလာတဲ့အထူးသဖြင့်ပေါ့နော်ဒီဂျာမန် report တခုဖြစ်တဲ့ကျွန်တော်ကဒီ sport bulletin ဘာလို့ကလည်းနီကို威廉စ်တို့ကိုမခွန်နိုင်ခဲ့ဘူးเนาะပြီးလို့ရှိရင် Florian VS တို့ကိုမခွန်နိုင်ခဲ့ဘူးဆိုတော့ဒီအချိန်ညမျိုးမှာတောင်ပိုင်းကိုအားပြဖို့ကြိုးပမ်းနေတဲ့ဘိုင်ယန်က Martinelli ကိုလည်းခေါ်သွားနိုင်ခြေရှိတယ်ဆိုတော့တရင်မျိုးကျွန်တော်တို့မယုံတကယ်တမ်းပြောရရင်ဒီတရင်တွေက เนาะဟိုဘိုင်ယန်မြူနစ်ကဒီလိုကစားမမျိုးရဲ့ quality ကိုခေါ်ရမှာမဟုတ်ဘူးဒီကစားမတဲ့ပို့ပြီးတော့များတဲ့ quality ကိုခေါ်ရမှာဆိုတော့ဒီချက်ပို့ပြီးတော့ဗောနော်ကောင်းနိုင်ခြေရှိတဲ့ကစားမတွေလည်းသူတို့ရှိနေတယ်ဆိုတော့မာတင်နေလူကစားမမျိုးကိုကျွန်တော်ကတော့ဘိုင်ယန်မြူနစ်ကလုံးဝခေါ်လိမ့်မယ်လို့ကျွန်တော်မထင်ဘူးသို့တော်လည်းပဲအပြောင်းရွှေ့ကဘိုင်ယန်အတွက်ဗောနော်ဒီຫນွေမှာသူတို့အစားထိုးခြင်းနဲ့ left wing မှာကရွေးချယ်စရာတွေကအတိုင်းအတာတစ်ခုနည်းလာပြီဆိုတော့ဒီကစားမကိုခေါ်မသွားဘူးလို့ပုံသေးလို့ကျွန်တော်ပြောလို့မရဘူးသို့တော်လည်းပဲဘာစီလိုနာနဲ့နီကိုဝီလျံစ်ရဲ့ဂျာရဲကအချင်းကြီးက လုံးဝပြတ်သားမှုမရှိဘူးဂျားထဲမှာတိုင်ပက်တရားတွေဖြစ်လာအောင်မယ်ဆိုလို့ရှင်တော့ဘိုင်ယန်ကဂျားဖြတ်ပြီးတော့ခေါ်ကောင်းခေါ်နိုင်တယ်အဲ့လိုမဟုတ်ဘူးဆိုလို့ရှင်တော့ဘိုင်ယန်အနီးနဲ့ပေါ့နော်တိတက်ပို့ပြီးတော့ဘသူ့ကိုခေါ်မလဲအစားထိုးပြီးတော့သူတို့ကြည့်ရတော့မှာလက်ဖ်ဝင်းနေရာမှာဘိုင်ယန်ကအစားထိုးမှရမှာလီရိုင်းစာနီကလည်းကလာဒါစာရီကိုသူတို့ပေါ့နော်ပြောင်းဖို့အတွက်အချိန်ကြီးကောင်းသွားပြီကလပ်ဝေါ်ကက်သူကန်နေလို့ပေါ့နော်ပြီးလို့ရှင်ကျွန်တော်တို့အနေနဲ့အာလက်ဖ်ဝင်းမှာကဂနာဘရီတို့ကလည်းအဲ့လောက်ကြည့်တိကျွန်တော်မကောင်းတော့ဘူးကင်းစလီကူမန်တို့ကလည်းတူတူပဲဆိုတော့ဘိုင်ယန်ဟာ ဝင်းကားတယောက်ကိုထပ်ပြီးတော့ခေါ်ကိုခေါ်မရမှာဒါကြောင့်သူတို့ကဒီနီကိုဝီလျံစ်ကိုအသေးအတန်လိုချင်ခဲ့တာကစားမကဘာစီကိုပူပြောင်းခြင်းတယ်လို့ပြောထားတော့ဘိုင်ယန်အတွက်ရွေးချယ်စရာအများကြီးမရှိဘူးဖြစ်နေတာကျွန်တော်တို့ကဘိုင်ယန်တောင်းရှိသူတွေဆိုလို့ရှိရင်နော်ရီယယ်မက်ထရစ်ကရိုဒရီဂိုတို့ဘာလို့ကိုခေါ်ဖို့ကြိုးပမ်းမှာမာတီနယ်လီတို့ကခေါင်းကုန်ပြေးတာကလည်းဘာမှရတာမဟုတ်ဘူးဗျာဆိုတော့ဘိုင်ယန်နေနဲ့လေသူတို့က position အများစုကင်ပြီးတော့ကစားတဲ့အတင်မျိုးဆိုတော့ပြိုင်ဘက်ရဲ့ low block တွေကိုဖြည့်နိုင်ဖို့ဆိုလို့ရှိရင် ကြော်မယ်လွှားမယ်เนาะကျွန်တော်တိုက်စပီဒီကိုကျွန်တော်ကောင်းကောင်းကြော်ဖြတ်နေနေဆိုတဲ့ကစားမမျိုးနေမှာကျွန်တော်ရမှာမာတီနယ်လီလိုလိုမျိုးပြေးတာလွှားတာတခုတော့ရတော့ကစားမနေဆိုလို့ရှိရင်ဘိုင်ယန်တို့အဆင်ပြေမှာမဟုတ်ဘူး။အဲ့ဘိုင်ယန်နေနဲ့မာတီနယ်လီကိုထိရောက်အောင်ခေါ်ဖို့ကြိုးပမ်းလာလိမ့်မယ်လို့ကျွန်တော်တို့မထင်ဘူးပေါ့နော်။နောက်ထပ်သတင်းတစ်ခုကတော့ကျွန်တော်တို့ကနာပိုလီပါ။နာပိုလီရဲ့ဘက်ကတော့မန်ချက်စတာယူနိုက်တက်ရဲ့တိုက်စစ်ကစားမဖြစ်သူရက်စမော့ဝှိုင်လန်ကိုခေါ်ဖို့အတွက်အမှန်ကန်စိတ်ဝင်စားမှုတွေရှိနေပါတယ်။အခုချိန်မှာတော့ဒါကာဇာဒါဒဲလူစပေါ့ရဲ့ဖော်ပြချက်ရသလိုရှိရင်ရက်စမော့ဝှိုင်လန်က ီတလီကိုပြန်ပြီးတော့ကစားမယ့်အခြေအနေမျိုးမှာလည်းတူတူပါတော့ပြဿနာမရှိဘူးဒါပေမဲ့လို့သူကတော့ဘယ်လိုပြောမလဲအသင်းပြောင်းရမယ်ဆိုရင်တော့အီတလီကိုပဲပြောင်းကျင်တယ်မဟုတ်ရင်တော့မန်ချက်စတာယူနိုက်တက်မှာပဲသူဆက်ပြီးတော့နေကျင်တယ်ယူနိုက်တက်မှာသူ့အနေနဲ့ပေါ့နော်ခြေသွင်းတီးတက်ဖို့ကောင်းနိုင်စွမ်းရှိတယ်ဆိုတာကိုသူတက်တည်ပြကျင်တယ်ပေါ့လေသူဆိုလည်းပဲမန်ချက်စတာယူနိုက်တက်ရဲ့ဘက်ကတော့ဒီနွေမှာအမှန်ကန်တိုက်စစ်တွေကိုပြောင်းလဲဖို့ကြိုးပမ်းနေတဲ့အတွက်လူအပ်တဲ့ပေါ့နော်အပြောင်းရွှေ့တွေလှုပ်ဖို့ဆိုလို့ရှိရင်ငွေတွေရှာဖို့လိုတယ်အဲ့ဒီငွေတွေအတွက်ဆိုလို့ရှိရင် ကျွန်တော်တို့အသင်းမှာအဆင်မပြေတော့တဲ့ကစားမတွေကိုရောင်းချဖို့ကြိုးပမ်းပါဒီတော့ Rasmus Hojlund တို့ဘာလို့က United ငွေရှာမဲ့စာရင်းတွေမှာပါလာတယ်။အဲကြောင့် Napoli ရော Inter Milan တို့ရောစိတ်ဝင်စားနေတဲ့ Italy မှာလည်းကောင်းကောင်းကျင်လေခဲ့ဘူးတဲ့ Rasmus Hojlund ကိုလိုချင်နေကြတယ်။ Rasmus Hojlund ကို Manchester United လက်လွတ်သွားမလားကျွန်တော်စောင့်ကြည့်ရအောင်မယ်။ ဒီချီနီယာဆိုလို့ရှိရင်တော့ယူနိုက်တက်ကရက်စမန်ဝှိုက်လန်ကိုအများကြီးဖက်တွယ်ထားမဲ့တဲ့မှာမပါဘူးကစားသမားကတော့အသင်းမှာပဲဆက်ပြီးတော့နေကျင်နေပေါ့လေဆိုတော့ဒါကတော့ဒီနေ့မနေ့ခင်ရထားလာခဲ့တဲ့သတင်းလေးတချို့ပေါ့လေဒီထဲမှာညူရိုစစ်ဗသားဘုံကောင်းမဲ့အကြောင်းအရာလေးတွေပါသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်ခဏနေလို့ရှိရင်နောက်ထပ်ဗီဒီယိုဒီမှာကျွန်တော်ဆက်ပြီးတော့တွေ့ကြပါမယ်ကြည့်ရှုအားပေးတဲ့ညီကိုများလုံးကိုချစ်သူများကြီးတင်ပါတယ်